်မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲနိုင်ငံတကာပေချတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်စစ်အာဏာသိမ်းပြီး9နှစ်ကြာမှစစ်တပ်ကထွက်ပေါက်တစ်ခုအဖြစ်ကြန့်စည်လာတဲ့အတူရောင်ရွေးကောက်ပွဲကိုကမ္ဘာကုလသမဂ္ဂအပါအဝင်နိုင်ငံတကာကလုံးဝလက်မခံကြောင်းဒီနေ့နိုဝင်ဘာ18ရက်နေ့မှာပူးတွဲကြေညာချက်အသီးသီးထုတ်ပြန်ကြပါတယ်ဆီယနာသိန်းအဖွဲ့ဟာမြန်မာနိုင်ငံရဲ့အကြီးဆုံးပါတီဖြစ်တဲ့ NLD အပါအဝင် SLND စတဲ့ပါတီကြီးတွေကိုဖျက်သိမ်းပြီးမြန်မာပြည်သူလူထုရဲ့ရွေးကောက်ပွဲအတိမတ်ပြုတဲ့လူထုကောင်းဆောင်အပါအဝင်နိုင်ငံရေးသမားအများစုကိုဖမ်းဆီးကာသူတို့ထိန်းချုပ်ချဲလဲနိုင်တဲ့ USDP ကိုအနိုင်ရစေလို့သောရွေးကောက်ပွဲဟာဘလို့မှတရားမျှတမှုရှိမှာမဟုတ်ကြောင်းနိုင်ငံတကာကဆိုထားပါတယ်။ကြားပြင်မြန်မာနိုင်ငံဟာစစ်မဲ့ဆုံတစ်ခုလိုဖြစ်နေပြီးရွေးကောက်ပွဲဟာစစ်အုပ်စုထိန်းချုပ်နိုင်တဲ့နိုင်ငံဧရိယာရဲ့၃ပုံ၃ပုံခန့်မှသာကျင်းပနိုင်မှာဖြစ်လို့ ဒီရွေးကောက်ပွဲဟာပြည်ပခါကိုခြုံငိမ့်စေမှာမဟုတ်ပဲပုံမပြင်းထန်စေမှာဖြစ်တယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်။ဒါကြောင့်စေအုပ်စုရဲ့ထွက်ပေါက်အထူးရောင်ရွေးကောက်ပွဲကိုလက်ခံမှာမဟုတ်ကြောင်းကုလလုံးကျုံရေးကောင်စီအဖွဲ့ဝင်193နိုင်ငံမှာ154နိုင်ငံကလုံးဝလက်ခံစရာမရှိကြောင်းအတည်ပြုကြပါတယ်။မြမရေးမှာအထူးဆောင်ရွက်ပေးနေတဲ့အာဆီယံရဲ့ဘုံသဘောတူညီချက်၅ရပ်ကိုစစ်တပ်အနေနဲ့မဖြစ်မနေအကောင့်ထဲပို့ဖို့လိုအပ်တယ်လို့ဆက်လက်ပြက်ကွက်နေရင်းအာဆီယံအနေနဲ့ဘယ်လိုမျိုးအရေးယူဆောင်ရွက်မယ်ဆိုတာကိုတိကျတဲ့မူဝါဒရှိဖို့လိုအပ်ကြောင်း လုံခြုံရေးကောင်စီကအကြံပေးထားပါတယ်။မြန်မာနိုင်ငံရဲ့ရှင်ပြိုင်အစိုးရ NUG နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်းစစ်တပ်ရဲ့ရွေးကောက်ပွဲဟာထွက်ပေါက်မဟုတ်ပင်ထောင်ချောက်တာဖြစ်တယ်လို့အသီးသီးဆိုထားကြပါတယ်။ဒီအခြေအနေတွေကိုကြည့်ရင်စစ်ကောင်စီရဲ့လက်ရှိကြံစီနေတဲ့ရွေးကောက်ပွဲဟာပြည်ပခါကိုပုံမှုပြင်းထန်စီမှာဖြစ်ပြီးရွေးကောက်ပွဲအစအကြံဖတ်မှုရက်တန်ကြီးအကျဉ်းသားတွေကိုလွှတ်ပေးရင်တွဲဆောင်ဆွေးနွေးနိုင်ဖို့လမ်းစဖော်ထုတ်ရေးတွေကဦးစားပေးဆောင်ရွက်တင်ကြောင်းကုလရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ် ။ကြားပြင်လူခွင့်ရေးမဟာမင်းကြီးဖော့ကာထရက်ကစေအုပ်စုကိုပြင်းထန်တဲ့အရေးယူမှုလုံခြုံရေးကောင်စီကအရေးယူတင်ကြောင်းတင်ပြထားပါတယ်။အဆိုပါတင်ပြချက်ကိုအခုလာမဲ့ကုလလုံခြုံရေးကောင်စီအစည်းအဝေးမှာမဲခွဲဆုံးဖြတ်မှာလို့လည်းသတင်းကဆိုထားပါတယ်။အဆိုပါဆုံးဖြတ်ချက်အောင်မြင်သွားရင်စေကောင်စီရဲ့အကြံဖတ်မှုလူခွင့်ရေးချိုးဖောက်မှုစတဲ့အပြစ်တွေကိုလုံခြုံရေးကောင်စီကတိုက်ရိုက်အရေးယူလာတော့မှာဖြစ်ပါတယ်။ဆလဘီဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးကိုမြမအရေးအထူးကိုယ်စားလှယ်အဖြစ်ခန့်အပ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ဖိလစ်ပိုင်နိုင်ငံကလာမယ့်နှစ်မှာအာဆီယံအဖွဲ့ရဲ့ဥက္ကဋ္ဌတာဝန်ယူမှာဖြစ်လို့မြန်မာအရေးငြိမ်းချမ်းသောအဖြစ်ရှာဖို့နိုင်ငံသားရေးဝန်ကြီးခရီဆာလာဇာရိုအာအထူးကိုယ်စားလှယ်အဖြစ်ဖိလစ်ပိုင်သမ္မတဖာတီနန်မာကို့စ်ကခန့်အပ်လိုက်ပါတယ်ဖိလစ်ပိုင်နိုင်ငံဟာတွစ်ဆုံဆွေးနွေးမှုမှတဆင့်ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုရရှိဖို့ဆက်လက်လှုပ်ဆောင်မယ်လို့2026ခုနှစ်အာဆီယံဥက္ကဋ္ဌတာဝန်ယူမှုအခမ်းအနားမှာမာကို့စ်ကိုပြောပါတယ်ဖိလစ်ပိုင်နိုင်ငံဟာအဖြစ်ပြဆိုင်ရာဥပဒေကိုလိုက်နာခါတမယိုးချနဲ့တမယိုးချမဟုတ်တဲ့လုံခြုံရေးကိစ္စရပ်တွေမှာဘူပေါင်းဆောင်ရွက်မှုတိုးမြင့်မယ်လို့သူကဆိုပါတယ် ဟူပေါင်းဆောင်ရွက်မှုနဲ့နားလည်မှုမှတက်စဉ်ကမ္ဘာတိုင်းဝိုင်းမှာငြိမ်းချမ်းရေးနဲ့တိုးတက်မှုအင်အားတစ်ခုအဖြစ်အာဆီယံအဖွဲ့ကသူ့ရဲ့အခန်းကဏ္ဍကိုမြှင့်တင်နိုင်မယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်လို့၎င်းကဆက်ပြောပါတယ်။သူကိုပေးအပ်ထားတဲ့အခွင့်အာဏာနဲ့အာဆီယံဘုံသဘောတူညီချက်၅ရက်ရဲ့လမ်းညွှန်ချက်အတိုင်းမြန်မာပြည်သူတွေကိုပံ့ပိုးကူညီမဲ့အပြုသဘောဆောင်သောအလုံးပါဝင်တဲ့အဖြေတစ်ခုကိုလာဇာရိုကစောင့်ကျင်းပေးမယ်လို့ယုံကြည်ကြောင်းမာကို့စ်ကပြောပါတယ်။ဘုံသဘောတူညီချက်9ရက်ဆိုတာ2021ခုနှစ်မှာအာဆီယံခေါင်းဆောင်တွေသဘောတူထားတဲ့မြန်မာအရင်ငြိမ်းချမ်းရေးလမ်းညွှန်မြေပုံတစ်ခုဖြစ်ပါတယ် ဆက်လက်ပြီးငြိမ်းချမ်းရေးယူထားသောတိုင်းသားအဖွဲ့အစည်းနှင့်ဝန်ထမ်းများတစ္ဆာမရှိဟုမင်းအောင်လိုင်းညှိတွားတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်ကော်မရှင်ခေါင်းဆောင်မင်းအောင်လိုင်းသည်ရှမန်နီနိုဝင်ဘာ16ရက်က၎င်း၏မော်လမြိုင်ခီးစဉ်အတွင်ငြိမ်းချမ်းရေးယူထားသည့်တိုင်းသားလက်နက်ကိုင်အချို့နှင့်ဝန်ထမ်းများတစ္ဆာမရှိဟုညှိတွားပြောဆိုခဲ့ပါတယ်။နေဆက်ဒေတာများရှိတရားမဝင်ကုန်သွယ်မှုများနဲ့ပတ်သက်၍ထုတ်ဖော်ပြောကြားခဲ့ရာတွင်နေဆက်ကုန်သွယ်ရေးပျက်စီးမှုနှင့်နိုင်ငံတော်အခွန်အခဆုံးရှုံးမှုတို့အတွက် ၎င်း၏လက်အောက်ခံဝန်ထမ်းအချို့နှင့်မဟာမိတ်တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုအပြစ်တင်ပြောဆိုခဲ့ပါသည်။မြောက်လိုက်ဤပြောကြားချက်အရနေဆက်ဒေသများတွင်တည်ငြိမ်အေးချမ်းမှုအားနည်းလာသဖြင့်နေဆက်ဂိတ်တချို့ကိုပိတ်ထားရကြောင်းတချို့သောဝန်ထမ်းများနှင့်နိုင်ငံတော်အစိုးရနှင့်ငြိမ်းချမ်းရေးယူထားသည့်တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည်နိုင်ငံတော်အပေါ်တည်ဆောက်ဆောင်တိမှုမရှိဘဲ၎င်းတို့၏ကိုကြိုးစည်းပွားအတွက်တရားမဝင်ကုံသွဲမှုများတွင်ပါဝင်ပတ်သက်နေကြောင်း၎င်းကဝန်ခံပြောဆိုခဲ့ပါသည်။ဝန်ထမ်းတွင်လည်းမဟာမိတ်အဖွဲ့အစည်းများ ကိုကျိုးစည်းပွားအတွက်တရားမဝင်ကုန်သွယ်မှုလုပ်နေတယ်လို့ထိုက်ရိုက်ပြောဆိုခြင်းဟာစစ်ကော်မရှင်ရဲ့အမိန့်ပေးစနစ်နဲ့အုပ်ချုပ်ရေးရန်ညားတစ်ခုလုံးမှာထိန်းချုပ်နိုင်စွမ်း control နဲ့စီကလိုက်နာမှု discipline ရော်ရဲလာနေပြီဆိုတာကိုပြသနေပါတယ်ဟုနိုင်ငံရေးလှိလသုံးသက်သူတအုပ်ကပြောပါတယ်၎င်း၏အဆိုအရတရားမဝင်ကုန်သွယ်မှုများဆောင်ရွက်ခြင်းဖြင့်နိုင်ငံတော်အနေဖြင့်ရာသင်ရထိုက်သည့်အခွန်အခများဆုံးရှုံးပြီးထိခိုက်နစ်နာရလျက်ရှိသလို နေဆက်ဒေတာများရှိလက်နက်ကင်အဖွဲ့အစည်းများကိုလည်းသက်ဆိုးရှိစေနိုင်မည်ဖြစ်ကြောင်းစိုးရိမ်မကင်းပြောကြားခဲ့ပါတယ်။ငြိမ်းချမ်းရေးယူထားသည့်တိုင်းသားအဖွဲ့များကိုတစ္ဆာမရှိသူများအဖြစ်သတ်မှတ်ပြောဆိုလာခြင်းကလည်းစစ်ကော်မရှင်နဲ့သူတို့ရဲ့မဟာမိတ်အဖွဲ့တွေကြားယုံကြည်မှုနဲ့ဆက်ဆံရေးတင်းမာလာနေပြီဆိုတဲ့လက္ခဏာကိုပြသနေပါတယ်ဟုနိုင်ငံရေးတက်ကြွလှုပ်ရှားသူတို့ကပြောပါတယ်။နိုင်ငံရေးလှိလာသူများကမှမေအောင်လိုက်ပြောဆိုမှုသည်၎င်း၏အုပ်ချုပ်ရေးရန်နေရာအတွင်ဖြက်စီးရွေးမှုနှင့်လက်စားမှုများထူပြောနေသည်ကိုတရားဝင်ဝန်ခံခြင်းဖြစ်သည်ဟုတုံ့သက်ကြပါတယ်။ ထို့ပြင်၎င်း၏တာဝန်ခံမှုကင်းမဲ့ပုံကိုပြသနေပြီးနေဆက်ဒေသတည်ငြိမ်မှုပြည့်စည်ရခြင်းအတွက်အပြစ်ကိုအောက်ခြေဝန်ထမ်းများမဟာမိတ်အဖွဲ့များထံလွှဲချရန်ကြိုးစားနေခြင်းဖြစ်သည်ဟုရှုမြင်ကြပါသည်။ထို့အတူနေဆက်ဒေသများ၌အွန်လိုင်းအသုံးပြုလိမ့်လည်မှု၊အွန်လိုင်းစကန်နင်း၊အွန်လိုင်းလောင်ကစားမှု၊အွန်လိုင်းဂိမ်းဗလင်ကျူးလွန်နေသူများမရှိစေရေးအတွက်အလေးထားဆောင်ရွက်လျက်ရှိပြီး၎င်းတို့အခြေပြုဆောင်ရွက်လျက်ရှိသည့်အခြေခံအဆောက်အဦများကိုပါဖေရှားခြင်းလင်းခြင်းများဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆက်လက်၍လည်းအမြင့်ပြတ်ချေမုံရှင်းလင်းသွားမည်ဖြစ်ကြောင်းမင်းအောင်လိုင်ကပြောကြားခဲ့ပါသေးတယ်။ online scan ရှင်းလင်းနေတာကလည်းဟန်ပြပေးလီတရုတ်ဖီအာပြင်းထန်နေလို့လုံပြနေတာဒီကေကအဓိကနေစစ်တပ်ကလည်းအချိုးစည်းဝါးတွေရနေတာဟုနိုင်ငံရေးသိပ္ပံလိလာသူတအူကသုံးသပ်ပါတယ်။နေဆက်ဒေတာကုန်သေးတချို့ကလည်းတရားမဝင်ကုန်သွယ်မှုများတွင်စစ်တပ်အကြီးအကဲများကိုယ်တိုင်ပါဝင်ပတ်သက်နေခြင်းကြောင့်သာဖြစ်ပေါ်နေခြင်းဖြစ်ပြီးစေကောင်းဆောင်က၎င်းတို့၏ကိုယ်ပိုင်လက်ဆောင်မှုများကိုဖုံးကွယ်ရန်စူးစမ်းနေခြင်းဖြစ်သည်ဟုပြင်းပြင်းထန်ထန်ပြောဆိုခဲ့ကြပါသည် ဆက်လက်ပြီး အာနာသိန်းကာလချက်ဖို့ပါတီဝင်တထောင်ကျော်အသက်ခံရကြောင်းဦးခင်ရီပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အာနာသိန်းကာလအတွင်းပြည်ထောင်စုကြန့်ခိုင်နေဖွံ့ဖြိုးရေးပါတီတထောင်ကျော်အသက်ခံခဲ့ရကြောင်းပါတီဥက္ကဋ္ဌဦးခင်ရီကနိုဝင်ဘာလ23ရက်နေ့ကနေပြီးတော့ဇေယျာတီတီမြို့နယ်မှာစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့်တွေ့ဆုံရာတွင်ပြောခဲ့ပါတယ်။အဆိုပါတွေ့ဆုံပွဲတွင်ပြောဆိုသည့်ရုပ်သံဖိုင်ကိုရမန်နေ့နိုဝင်ဘာ15တွင်ကြက်ဖို့ပါတီကဖော်ပြရာဦးခင်ရီကတက်မတော်ကိုထောက်ခံမိခြင်း ပြည်ခံဖြိုးပါတီဝင်ဖြစ်လို့ရှိရင်အသက်ခံရတဲ့သဘောဖြစ်နေတယ်။ငါနဲ့မတူငါရန်သူလို့ဖြစ်နေတဲ့သဘောရှိတယ်ဟုတ်တယ်မလား။ကျွန်တော်ခုနကပြောတယ်ကျွန်တော်တို့ပါတီဝင်တထောင်ကျော်ထေသွားပြီဟုပြောသည်။အသက်ခံရသည့်ပါတီဝင်များအတွက်ပေးဆက်ရန်လိုသည်ဟုလည်း၎င်းကဆက်ပြောပါရယ်။အဲ့ဒီလူတွေအတွက်သူတို့မှာဗာဆန္ဒတွေရှိကြလေသူတို့ဝိညာဉ်လောကကိုရောက်သွားပြီပုံမမြင်မားတဲ့နေရာတခုအေဂျင့်ရဲ့ဘဝတခုကိုသူတို့လိုချင်ကြမှာပဲသူတို့အတွက်ကျွန်တော်တို့ကဘာလုပ်ပေးဖို့လိုလဲသူတို့အတွက်ကျွန်တော်တို့ပေးဆက်ဖို့လိုတယ်လို့ဆိုပါတယ် ထို့နောက်ဦးခင်ကြီးက၎င်းတို့ပါတီအတွက်မဲဆွယ်ပြောဆိုခဲ့ပါတယ်။ချက်ဖို့ပါတီသည်ပြီးခဲ့တဲ့2022ခုနှစ်မလတွင်အသက်ခံခဲ့ရသည့်ပါတီဝင်များအတွက်အထိတ်အမှတ်ကြောက်တိုင်ဟုဆိုသည့်ကြောက်တိုင်တစ်ခုကိုနေပြီးတော့ရှိချက်ဖို့ရုံချုပ်တွင်စိုက်ထုတ်ခဲ့ပူပါတယ်။အဆိုပါကြောက်တိုင်ဖွင့်ပွဲတွင်သူစင်ကကြက်ဖွဲ့ဥက္ကဋ္ဌဦးတန်ထေကအာနာသိန်းကျင်ကစပြီး2022ခုနှစ်မတ်လ25ရက်နေ့အထိကြက်ဖွဲ့ပါတီဝင်နှင့်ဝန်ရံထောက်ခံသူပေါင်း1328ဦးသေဆုံးခဲ့ကြောင်းပြောဆိုခဲ့ပူပါရယ် ထို့ပြင်ထိုကြောက်တိုင်တွင်အစွန်ရောက် NLD ပါတီ၏အာဏာတတ်မှတ်မှုကြောင့်ဖြစ်ပေါ်လာတဲ့အကြမ်းဖက်စနစ်ဆိုးတွင်တားကောင်ဖြစ်ခဲ့ရခြင်းအတွက်ပြည်ထောင်စုကြန့်ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီအနေဖြင့်ပါတီဝင်တို့၏မိသားစုနှင့်အတူထပ်တူရှေးကွယ်ဝန်ရရပါသည်ဟုဆိုကာရွေးကောက်ခံရတော့လေအာနာသိန်းဖေရှားခံရသည့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကိုအပြစ်တင်စကားထည့်သွင်းရေးထိုးခဲ့ပါတယ် 2020ပြည်နှစ်အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီနှင့်ကျန်းဖို့ပါတီကမဲဆန္ဒနှင့်အားလုံးနီးပါးတွင်ဝင်ရောက်ရှင်းပြိုင်ခဲ့ရာကျန်းဖို့ပါတီက82နေရာသာအနိုင်ရရှိပြီး NLD ပါတီကမဲဆန္ဒနှင့်920အနိုင်ရရှိခဲ့ပါသည်။သို့သောထို့သောအနိုင်ရခြင်းမှာမဲမှတ်မှမှုကြောင့်ဟုကျန်းဖို့ပါတီနှင့်စစ်တပ်ကဆွဆွဲခဲ့ပြီးလွှတ်တော်ခေါ်ယူကျင်းပမည့်2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့တွင်မဲစရင်အကြောင်းပြကစစ်တပ်ကအာဏာသိမ်းခဲ့ပါသည်။ လက်ရှိတွင်စစ်ကော်မရှင်ကနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ထိပ်ပိုင်းကောင်ဆောင်များကိုဖမ်းဆီးထောင်ချထားပြီး NLD ပါတီကိုဖျက်သိမ်းကြောင်းကြေညာထားကလာမယ့်ဒီဇင်ဘာလတွင်၎င်းတို့ခွင့်ပြုထားသည့်ပါတီများနှင့်ရွေးကောက်ပွဲလုပ်ရန်စီစဉ်နေရာကျန်းဖွပါတီကကိုယ်စားလှယ်လောင်းအင်အားအများဆုံးဖြင့်ဝင်ရောက်ရှင်ပြိုင်ရန်စည်ရင်ပေးထားပါသည်။အာနာသိန်းကာလတွင် NLD ပါတီဝင်များမှလည်းစစ်တပ်၏ဖမ်းဆီးတပ်ဖြတ်ခံရခြင်းအကျဉ်းထောင်များတွင်တည်ဆုံခြင်းတို့ရှိခဲ့ပြီးပြည်သူများအနေဖြင့်လည်းလေကြောင်းတိုက်ခိုက်ခံရခြင်းအပါအဝင်စစ်ကော်မရှင်၏ တိုက်ခိုက်မှုကြောင့်တိစုံမှုများ၄၀ပြပွားလျက်ရှိပါတယ်နိုင်ငံရေးအကျဉ်းသားများကုညီဆောင်ရှောက်ရေးအသင်း AAPP ဤထုတ်ပြန်ချက်အရအာနာသိန်းကာလ2021ခုနှစ်မှ2025ခုနှစ်နိုဝင်ဘာလ14ရက်နေ့အထိစစ်ကော်မရှင်နှင့်၎င်း၏လက်ပါစေများကြောင့်တည်ဆုံခဲ့ရသည့်ဒီမိုကရေစီလှုပ်ရှားသူများနှင့်ပြည်သူစုစုပေါင်း8400ကျော်ရှိကြောင်းသိရပါသည်။ကျွန်မတရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေ့ကြပါစေရှင်။